ဧရာဝတီတိုင်းဗိုလ်ကလေးမှာရေတပ်ဝတ်စုံဝတ်ပြီးဓမြတိုက်သူလေးဦးဖမ်းဆီးရရှိသည့်တရင်ကိုတင်ဆက်ပေးပါမယ်။ဧရာဝတီတိုင်းဖျားဝုန် KI ဗိုလ်ကလေးမျိုးနဲ့အော်လက်စိတ်အရှိချေးရမှာစက်ကောင်စီရေတပ်ဝတ်စုံဝတ်စုံထားတဲ့အမျိုးသား၄ယောက် မေလ29ရက်နေ့ကဓမြတက်ခဲ့ပြီးပါဝင်တဲ့နှစ်ယောက်ကိုဖမ်းမိထားတယ်လို့ဒေသခံတွေကလည်းသိရပါတယ်။မေလ29ရက်ည9:00နာရီလောက်မှာအောင်လဲစိတ်အရှိရွာကဥထွန်းကြီးအိမ်ကိုရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့အုပ်စုကလက်နက်ပြချင်းချောက်ဓမြတက်ခဲ့တာဖြစ်ပြီးငွေသား360ကျော်နဲ့အတူဖုန်းလေးလုံးပါသွားတယ်လို့သိရပါတယ်။ဗိုလ်ကလေးမျိုးနဲ့ရဲတပ်ဖွဲ့နဲ့နေဆက်သူတယောက်ကတော့ဓမြတိုင်းမှုကျူးလွန်သူတွေတဲကနှစ်ယောက်ကိုတနက်အတူတလက်နဲ့ အတူညောင်ရင်းချင်းဖန်ဆီးခဲ့ပါတယ်။ကြံနှစ်ယောက်ကိုတော့ဖန်ဆီးရမှုချင်းမရှိသေးပါဘူးလို့သိရပါတယ်။ရဲရဲရိုက်နှက်ထားတော့သူတို့လည်းကွက်ပြင်းနေရပဲလို့ပြောလာပါတယ်။ ချိုင်လက်မြို့နယ်ကတယောက်နဲ့မော်လမန်ကျောင်းမြို့နယ်ကတယောက်ဖြစ်ပြီးဘိုကလေးမြို့နယ်မင်းကကုန်နယ်မြေရဲစခန်းမှာချုပ်နှောင်ထားတယ်လို့သိရပါတယ်။ဒေသခံတယောက်ကဖမ်းမိထားတဲ့နှစ်ယောက်ကိုစစ်ကောင်စီတပ်ကိုထွက်ပေးမယ်လို့လည်းကြားပါတယ်။သူတို့ကိုစစ်ဆေးချက်အရဂျန်နဲ့နှစ်ယောက်စီမှာဓမြတိုက်ယူထားတဲ့ပစ္စည်းတွေပါသွားတာလို့သိရပါတယ်။လက်မြောက်နေတဲ့နှစ်ယောက်ကိုတော့ဖမ်းဆီးရမယ့်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်ကပူးပေါင်းဆက်ဆဲနေပြီးအဖမ်းဆီးခံထားရတဲ့နှစ်ယောက်ကိုလည်းပြင်းပြင်းထန်ထန်ရိုက်နှက်ဆက်ဆဲနေတယ်လို့ရဲစခန်းနဲ့နှိဆက်သူတွေစီကနေသိရပါတယ်။ AR တိုင်းမှာပြီးခဲ့တဲ့ဧပြီလအတွင်းလူ ရဲ့ဓမြတိုက်ဖောက်ထွက်ခွေယူရာတွေအချိန်30ထက်မနည်းဖြစ်ပွားခဲ့ပြီးကျူးလွန်သူတွေကိုဖမ်းမိတာမရှိခဲ့ဘူးလို့တိုက်စစ်ကောင်စီရဲတပ်ဖွဲ့နဲ့နှိဆက်သူတွေစီကနေသိရပါတယ်